ော်သီလနဲ့ပြည့်စုံလို့ရှိရင်တဲ့အကျိုးကျေးဇူး၅မျိုးရမယ်ပေါ့အဲ့ဒီအကျိုးကျေးဇူး၅မျိုးကဘာလဲဆိုတော့နံပါတ်1ကဟိုမမေ့မလျော့ခြင်းဆိုတဲ့အကြောင်းတရားကိုအရင်ခံပြီးတော့စီးပွားဥစ္စာတွေအစုလိုက်အပြုံလိုက်ရနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်အပ္ပမဒါတိကရဏံနော်မဟာတံဘောဂခန္ဓာအဓိကရှိတိနော်တတိနဲ့နေတယ်ဆိုတဲ့အကြောင်းကြောင့်သီလရှိတဲ့ပုဂ္ဂိုလ်ဟာနော်မမေ့မလျော့ခြင်းတည်းဟူသောအကြောင်းကြောင့်နော်အလွန်ကြီးကျယ်မြတ်မြတ်တဲ့ဥစ္စာအစုပုံကိုရနိုင်တယ် ော့နောက်တစ်ချက်ကကလျာဏောကိဋ္တိတ္တောအဘုဂိစတိအလွန်တရာကောင်းတဲ့ကြော်သောသတင်းတွေလူလောကကြီးမှာပြန့်နှံ့နိုင်တယ်ကိုယ့်ရဲ့နာမည်ကောင်းပေါ့နော်အင်းဒါကိုကိုရနိုင်တယ်ပေါ့နောက်တစ်ခုကပေးသက်တွေကြားတဲ့ကိုသွားတဲ့လာတဲ့အခါမှာအလွန်တရာမှာမျက်နှာပွင့်လင်းတယ်အမင်ကုဘုတော်မျက်နှာမသားမရဖြစ်တယ်ဆိုတာမရှိဘူးအလွန်တရာကြက်သေးရှိတယ်ပေါ့ရဲရင့်တယ်ပေါ့ လိပ်ပြလုံတဲ့အတွက်ကြောင့်သူ့ရဲ့မျက်နှာဟာထဲဝါမှုရှိတယ်လှတာမလှတာနဲ့မဆိုင်ဘူး။ကိုကျင်တရားဖြူရှင်တန်ရှင်တဲ့ပုဂ္ဂိုလ်ဟာလူကြားထဲမှာရဲရဲဝံ့ဝံ့ရှိတယ်ကြည်ကြည်လင်လင်ရှိတယ်။ဟိုအကျိုးကျေးဇူးတွေကိုတိလရဲ့အကျိုးကျေးဇူးတွေကိုပြောတဲ့အခါမှာပေးတဲ့တော့ကနားထောင်ရင်းနဲ့ဆန့်ကျင်ဘက်အပြစ်အနာစာကိုလည်းတခါတည်းမှတ်ခဲ့ရင်တော့ကောင်းမယ်ပေါ့။သောတရုံကတိလပြည့်စုံလို့ရှိရင်စီပွားဥစ္စာတွေအများကြီးရနိုင်တယ်လို့ပြောတယ်။တိလမပြည့်စုံရင်တော့စီပွားဥစ္စာတွေကရုပ်တရက်အကုန်လုံးပျက်စီးသွားနိုင်တယ်။ တိလရှိရင်တော့အလွန်ကြီးကျယ်တဲ့ဟောကြော်သောတဲ့တင်းတန်ထွက်နိုင်တယ်လို့တိလမရှိရင်တော့တော့ကိုယ့်ရဲ့အပုံနဲ့ထွက်နိုင်တယ်ပေါ့ဒါကိုတခါတည်းမြတ်စွာဘုရားကတော့အတွဲလိုက်ဟောတာပါဟုတ်လားအကျိုးကျေးဇူးရမယ့်၅မျိုးအရင်ဟောပြီးတော့တိလမရှိရင်တော့တွေးရှိရမယ့်အပြစ်အနာစာကိုလည်းဇက်တိုက်ဟောတာပဲဟုတ်လားအခုအဲ့ဒါ၃မျိုးရှိပြီနော်အေးဒါကဥစဉ်ကဟော နားထောင်ရင်းနဲ့တရားကိုညံဖြန့်ပြီးတော့နာယူစီခြင်းလို့ဒါကိုဖြတ်ပြီးတော့ပြောတာဟုတ်ရဲ့လား နောက်ဦးဇင်းတို့လေးခုမြောက်အကျိုးကြီးစုကဘောရဲ့နောက်ဆုံးအချိန်မှာတီလာနဲ့ပြည့်စုံတဲ့ပုံကောလူသားတယောက်အနေနဲ့ငါးပါးတီလာကိုအဓိကဥတည်ပြောတာနော်အဘတီလာတာတကယ်ပြည့်စုံတန်ရှင်းစင်ကြယ်ပဲဆိုလို့ရှိရင်အတ္တမုံလောကလံကရောတိမတွေ့မဝေကြည်ကြည်လည်လည်ရဲရဲဝံ့ဝံ့ကောင်းကောင်းမွန်မွန်တေးရမယ်ပေါ့ဒါကလည်းရှောင်လို့မရတဲ့ဒီတေခြင်းတရားကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက်တီလာသည်အာအကိုရဆုံးတရားဆိုတာကိုနားလည်ရမယ်ပေါ့ဟုတ်လားအဲ့လိုဆိုရင်ဥရှင်တို့ နာဂုမြောက်အကျိုးစီကျေးဇူးကတော့ကာယတ္တဗေဒပရမရဏနော်သူကတိဝိနိသူကတိဩအလွန်ကောင်းမွန်တဲ့ဘဝတွေနော်ခန္ဓာကိုယ်ပြည့်စည်ပြီးတဲ့နောက်မှာအလွန်မြင့်မြတ်တဲ့ကောင်းမွန်တဲ့ဘဝတွေကိုရနိုင်တယ်ဆိုတော့ငါမျိုးမျက်စွာပြန်ဟောတယ်ဟုတ်လားအဲ့ဒီတဲကဥကျင်နေတဲ့စိတ်ဝင်စားတာလေးတခုကပါလဲဆိုတော့ကလျာဏောကိဋ္တိတ္တတော်ဆိုတဲ့နော်ဥကျင်တို့ဒုတိယမြောက်အကျိုးကျေးဇူးနော်ကိုကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့ ဒါသတင်းဟာအလွန်တရာမှွေးတယ်ဆိုတာလေဟုတ်လားအဲ့ဒါကိုဦးရင်တို့ရသော်ပြလက်ထက်ကနောက်ရှင်အနန္ဒကိုတော်မြတ်ကတခါမှသူစဉ်းစားအစဉ်းစားလေဆိုတော့စပယ်နန်းတို့เนาะစန္ဒကုနန်းတို့တောင်စလပန်းနန်းတို့အလွန်မှွေးကြိုင်တဲ့အနတ်နေရှိတယ်เนาะအဲ့ဒီအနတ်နေဟာဘလောက်ပွဲမှွေးမှွေးလေးအောက်ကိုပဲလေးသေးဆောင်းရာကိုပဲသူတို့ရောက်ပြီးတော့လေးအောက်ကိုပဲမှွေးစီနိုင်တာ နော်လေအထက်ကိုအညာကိုပြန်ဆန်တက်ပြီးတော့မှုေးစီနိုင်တဲ့အနံ့ဆိုတာလောကမှာရှင်မြန်ရှိလေသလားလို့ကြံကြံဖန်ဖန်သူစဉ်းစားအောင်ဟုတ်လားအဲ့ဒီမှာစဉ်းစားပြီးတော့မြတ်စွာဘုရားကိုတောပြီးတော့သူမေးတာအဲ့စွာဘုရားလေရဲ့အထက်ကိုပြန်ပြီးတော့ဆန်တက်နိုင်လောက်အောင်နော်မှုေးပြန့်တဲ့ရင်နံ့ဆိုတာလောကကြီးမှာရှိနိုင်သလားလို့မေးတော့မြတ်စွာဘုရားရှိနိုင်တယ်တဲ့အဲ့ဒီအနံ့ကဘာလို့ဆိုတော့သူတော်ကောင်းတွေရဲ့နော်တီလာတိဟုတော့ရင်နံ့မယ်လို့မြတ်စွာဘုရားအဲ့ဒီမှာဟောဟုတ်လား နပုဗ္ဗကံတော့ပฏิဝါဒမေတိနစန္ဒနတကရမန္လိကဝါနောစန္ဒကုနံတို့နောတောင်ဇလပန်နံတို့နောစပယ်ကျေယုံနံတို့ဟုတ်လားနစန္ဒနတကရမန္လိကဝါအဲ့ဒီပန်းနံနေဟာနပုဗ္ဗကံတော့ပฏิဝါဒမေတိတဲ့နောပฏิဝါဒံလေညာကိုနအေတိမရောက်နိုင်ဘူးတဲ့နောဘလောက်မှွေးကြိုင်တဲ့ယနေ့နေပဲဖြစ်ဖြစ်လေညာကိုတော့သူတို့မရောက်နိုင်ဘူးတဲ့နပုဗ္ဗကံတော့ပฏิဝါဒမေတိနစန္ဒနတကရမန္လိကဝါ တတင်စကံတော့ပฏิဝါဒမေတိတပ္ပတိတာတပ္ပုရိသောပဝါယတိတဲ့နော်ဘလို့အနတ်ကတော့ရောက်နေလို့ဆိုတော့သူတော်ကောင်းကြီးရဲ့ယနတ်ကတော့နော်အရက်ဆယ်မျက်နှာလုံးကိုရောက်နိုင်တယ်လေညာတယ်မကဘူးနော်တတင်စတာမောပฏิဝါဒမေတိနော်သူတော်ကောင်းကြီးရဲ့ယနတ်ကတော့နေရာတကာကိုရောက်နိုင်တယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားက စန္ဒနံတကရဝါပိဥပလံအထဝိတကိအေဒီတံဂန္ဓဇတနံသီလကံတော့အနုတ္တရောဒီကထာလေးပါဆက်ပြီးတော့ဟောတယ်အေဒီတံဂန္ဓဇတနံဖြစ်ပေါ်နေတဲ့ဒီအနတ်နေထဲမှာသီလကံတော့အနုတ္တရောကိုချင်းသီလဒီဟုသောယနံသီတာနဲ့အလွန်ကဲဆုံးအထူးမြတ်ဆုံးဖြစ်တယ်လို့အဲဆိုပါဗျာဟောဟုတ်လားဒါကြောင့်ပိတ္တပေါင်းတော်ကောင်းတို့တော့ဘဝမှာတော့ဥစ္စာပစ္စည်းအများကြီးမကျွဲဝတော့လည်းပဲကိုချင်းသိခါကြောင့် ူတော်ဘာတို့ရဲ့မျက်နှာမှုတံပေါ်ထားမှုနော်လေစားမှုဆိုတာကိုရရင်ဘောမှာနေရတာအများကြီးအသေးပဲမရှိနိုင်ဘူးလားရှိနိုင်တယ်နော်ဒါကြောင့်ဒီရှင်ဏံကလေးတွေကိုယ့်ရဲ့ဘောမှာသင်ပြတ်နေဖို့အတွက်မလိုအပ်ဘူးလားလိုအပ်တယ်ဒီအနံ့ကိုလူတိုင်းလဲကြိုက်တယ်နော်သူတော်ကောင်းတို့ရဲ့ရဏအထူးသဖြင့်ဒီကိုချင်းသိခါဖြူရှင်တန်ရှင်းနေဆိုတာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဒီတည်င်းစကားဒီအနံ့ဟာအလွန်တရာမှအနှစ်သာရရှိတယ်